အကြိတ်တင်ကဂိမ်းလိုကျွန်ဆော့ပြီးတော့ဂိမ်းတော်နဲ့မှနဲ့နေမယ်အဲပြီးတော့ဂိမ်းကိုလည်းဖျက်ချင်တယ်ဘယ်ကနေဘလို့စားဖျက်ရမလဲမသိဘူးဆိုတော့သူဖျက်နေရဆိုလို့ရှင်တော့ဒီဗီဒီယိုလေးကိုကြည့်တင်တယ်လို့ကျွန်တော်ထင်ပါတယ်ပြီးတော့ဒီဗီဒီယိုကြည့်နေကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေငွေချင်းတွေထဲမှာအဲကြော်ကြလေးတွေပို့များမယ်လို့တော့ကျွန်တော်မျှော်လင့်မိပါတယ် ဲဒီဗီဒီယိုကလည်းရကြလေးတွေအတွက်ကိုပို့ပြီးဥစားပေးရိုက်ထားဖြစ်တဲ့အတွက်ကြောင့်မို့ပါအဲ့လိုပြောလိုက်လို့လည်းတခြားမဟုတ်ပါဘူးတချို့ဒီ main ကလေးတွေမှာလည်း game ဖြတ်ချင်တယ်ဒါပေမဲ့ဘယ်ကနေဘယ်လိုစဖြတ်မလဲမသိဆိုတော့ main ကလေးကြီးအများကြီးရှိပါတယ်အဲ့တော့ဒီဗီဒီယိုကအဲရှင်းရင်းပြောရင်တော့ game ဖြတ်ချင်တဲ့လူတွေအားလုံးအတွက်ကိုရည်ရထားပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုစလိုက်ကြအောင် ဲဒီအကြောင်းအရာကိုပထမဆုံးမပြောခင်မှာပေါ့နော်ကျွန်တော်ကလည်းဒီချိန်တုန်းကတော့အဲဂိမ်းတွေထဲမှာနေခဲ့တဲ့လူတယောက်ဆိုလည်းမမပါဘူးကျွန်တော်လွန်ခဲ့တဲ့2နှစ်လောက်ပေါ့လွန်ခဲ့တဲ့ဒီ2023ခုနှစ်လောက်ကကျွန်တော်ဂိမ်းနေတော်တော်ဆော့ရတယ်ပေါ့နော်တော်တော်ဆော့ရတယ်ဆိုတာနေရာဒီကစပြီးတော့ကျွန်တော်ဆော့ရတယ်အဲတော့မမရေးကကျွန်တော်ခဏတန်းပြီးသွားပြီပေါ့ခဏတန်းအောင်ရှစ်တန်းတက်မဲ့နေရာဒီပေါ့အိတ်ချားထဲမှာကျွန်တော်အဲတကယ်ချင်းနေနေပေါ့ အဓိကတော့ဖတ်ကြည့်ပြတာပေါ့ဖတ်ကြည့်ပြဖြစ်တယ်တော်တော်လေးဂိမ်းဆော့ရပြဆော့ပြီးတော့အကြီးကပါလာတဲ့အချိန်ကဒီညရာဒီမာရီမထားခဲ့ပဲနဲ့ကျွန်တော်ចောင်းဖွင့်တဲ့အချိန်အထိပါအဲ့ဒီဟာကြီးကပါလာတယ်ចောင်းတက်နေလျှက်နေလဲကျွန်တော်ခင်းနေအလွန်ကျွန်းဆော့ရပြညပလေးဆိုလို့ရှိရင်လည်းကျွန်တော်မအိပ်ဘူးမအိပ်ပဲနဲ့အဲ့လိုအဲဆက်နှစ်တဲ့အလောက်ဝင်ချက်လောက်အထိကျွန်တော်ခင်းနေရင်ဆော့ရပြီးတော့အဲအဲ့ဒီနောက်ပိုင်းကျွန်တော်2020 3ကုန်ကာနီ2024အစပိုင်းလောက်ပဲเนาะ gain နေ stream နဲ့အဲ stream နဲ့ဆိုပေမဲ့ဗျာတည့်တဲ့အတိုင်းအဲ့လိုပဲဘာရောမဟုတ်ဘူးငွေချင်းနေနဲ့ရှောက်ပြီးတော့အဲ့လို video တွေရှောက်ပြီးတော့ဖန်တီးတယ် streaming video တွေရှောက်လုပ်တယ်ဗောဗျာအဲဘာမှတော့မဟုတ်ွားလားဆိုလဲမဟုတ်ွားဘူးဗျာအဲ့တော့ကျွန်တော်ဒီဘာဘာဖြစ်ွားလဲဆိုကျွန်တော်အချိန်ကုန်သွားမယ်ပြီးတော့ကျွန်တော်ရဲ့မျက်စိပေါ့ထိခိုက်သွားမယ်ဒါပါပဲကျွန်တော်တော့ဘာမှအထွေထူးတော့ကျွန်တော်တိတ်မရလိုက်ပါဘူးအဲကျွန်တော်ဖောက်ကြည့်ပြစ်တာပေါ့ မနစ်ကအထိကျွန်တော်ဖတ်ကြည့်ပြတယ်2022မှာ၄ခုနှစ်ပေါ့နော်အဲ့ဒီနှစ်နှစ်ဝက်လောက်ထိကျွန်တော်ဖတ်ကြည့်တော်တော်ပြတယ်ပြစ်ပြီးတော့နောက်ပိုင်းကျတော့ကျွန်တော် Mobile Legend မှာဆော့လာတယ် Mobile Legend ဆော့ပြီးတော့ game ဆိုတဲ့အရာကြီးကိုကျွန်တော်တော်တော်ကြိုက်မိသွားတယ်ကြိုက်မိသွားပြီးတော့တောက်လျှောက်ကျွန်တော်ဆော့ပြလာတယ်ပေါ့နော်အဲ့ဒီကနေမှနောက်ပိုင်းကျွန်တော်ဒီအဲဒီ game ရဲ့ကောင်းချိုးဆိုးချိုးတွေပေါ့အဲ့ဒီအားလုံးကျွန်တော်ဆင်ခြင်ကြည့်ပြီးတော့အဲမဆော့ဖြတ်လိုက်တာလည်းမဟုတ်ဘူးအဲဆော့တန်ဒီလည်းကျွန်တော်ဆော့တယ် မစော်ဘူးလို့လည်းလုံးဝမဟုတ်ဘူးဆော့တန်တွေလည်းစော်တယ်ပြီးတော့ကျွန်တော်လှုပ်ရှားရှိရည်လည်းလှုပ်တယ်ပေါ့နော်ဂိမ်းစော့မယ်အရင်ကဂိမ်းက၄နိုင်၅နိုင်လောက်တည်းကိုစော့လို့ရှိရင်အဲအထဲမှာကျွန်တော်၄နိုင်လောက်ပဲစော့ပြီးတော့ကျန်တဲ့၃နိုင်လောက်ကိုကျွန်တော်လှုပ်ရှားရှိတဲ့ကိစ္စတွေလှုပ်တယ်အခြားတော့မဟုတ်လဲအဲ့လိုထရီရီဘူးတရာတွေရှာနှီးတာပါညာပေါ့နော်လို့ວ່າကျွန်တော်လှုပ်လိုက်တယ်ပေါ့အကေထားပါတော့ဒါကျွန်တော်အကြောင်းပါပြီးတော့ဒါကျွန်တော်ဒီနေ့အဓိကပြောချင်တဲ့ရည်ရွယ်ချက်ကကျွန်တော်တို့ဂိမ်းဘယ်လိုဖြတ်ကြမလဲအထူးသဖြင့်ဒီယောက်ျားလေးတွေတော့ပေါ့နော်မိန်းကလေးလည်းပါပါတယ်ဂိမ်းဘယ်လိုဖြတ်ကြမလဲဆိုတော့ အဲအဓိကတော့ရည်ရွယ်ချက်တစ်ခုကိုပြည့်ပြည့်စုံစုံထားဖို့လိုပါတယ်ဒီဂိမ်းဖြတ်မယ်ဆိုပြီးတော့တွေးလိုက်ပြီးဆိုတော့နေ့ကလေးကပထမဆုံးနေ့မှာတော့ကျွန်တော်တို့နည်းနည်းတော့ခက်ခဲရတော့ရှိမှာပဲပေါ့ခက်ခဲဆိုတော့ဘယ်ရမှာဆိုရှိပါတယ်အဲ့တော့ပထမဆုံးနေ့မှာကျွန်တော်နည်းနည်းတော့တိုင်ပတ်မယ်ပေါ့အခေစကားရပြောရင်အဲအဲ့တော့ဘယ်လိုဖြစ်မလဲဆိုတော့အရင်ကကိုကဒီဂိမ်းဟိုပဲစောင့်နေကြဂိမ်းဟိုပဲအချိန်တိုင်းဂိမ်းနဲ့ပဲဖြတ်တန်းနေကြဂိမ်းနဲ့ကဒီဘယ်လိုခေါ်လဲခရိုက်တိုင်းနဲ့ပဲကိုက နေစဉ်နေတိုင်းဖျက်ဆီးနေကြတဲ့လူတယောက်ဆိုတော့ဒီကိန်းကြီးကိုဒုံးနီရှော့ချလိုက်ဖို့ဆိုတာမလွယ်ကူလှပါဘူး။ဒါပေမဲ့ကျွန်တော်တို့ပြည့်ပြည့်တသားတော့လှုပ်ထားဖို့လိုပါတယ်။အရင်ကအခင်းကို၄နာရီဆော့လို့ရှိရင်အဲ့ဒီနေရာမှာနှစ်နာရီပဲဆော့ရင်ဆော့မယ်။တစ်ပြေးနဲ့ရှော့သွားမယ်ပေါ့နော်။နှစ်နာရီကနေမှတစ်နာရီပဲဆော့ရင်ဆော့ရမယ်။အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့အရင်ဆုံးရှော့ချရပါမယ်။အဓိကပြောချင်တာကကိုတည့်ရဲ့ကိုဂိမ်းဘနနာကြီးဆော့မလဲပေါ့အဲ့ဒီလိုမျိုးအချိန်တစ်ခုကိုတတ်တမ်းမှတ်မှတ်ထားစီချင်တာပါအဲဂိမ်းဆော့မဲ့အချိန်မှာပေါ့နော်အဲ့လိုတခြားအရင်ကဂိမ်းဆော့နေကြ အချိန်နေဆိုလို့ရှိရင်အဲ့လိုအချိန်မှာကိုက gamer ဆော့တော့ပဲနဲ့တခြား activities တခုခုပေါ့လုပ်လိုက်တာမျိုးဥပမာပါဗျာအဲစာဖတ်တာဒါမှမဟုတ်လေလိုမျိုးအားကစားတခုခုလုပ်လိုက်တာအင်စာလုပ်တာစရဲအဲ့လိုမျိုးပေါ့ကျွန်တော်တို့စိတ်ကိုတခြားပြောင်းပေးနိုင်မယ့်အရာတခုခုကိုလုပ်လိုက်တာတော့လုပ်လိုက်နေဖြစ်လဲကျွန်တော်တို့ game ဆော့တာကိုရှော့ချလို့ရပါတယ်အဲနောက်တစ်ခုကကျွန်တော်တို့ game ဆော့မိပြပါပါတယ်အဲ့တော့တန်းလိုင်းကြီးပေါ့နော် အဲဂိမ်းစောရဲဆိုတဲ့အရာကတခါတလေမှာဒီပဝင်းကျင်နဲ့အဆက်အသွယ်ပြတ်သွားတာမျိုးတွေဖြစ်နိုင်တယ်ပေါ့ဒီဂိမ်းထဲမှာပဲကိုကအမြဲတမ်းအဲဂိမ်းထဲကိုပဲစိတ်နေထားတယ်ဂိမ်းထဲမှာပဲအာရုံစိုက်ထားတယ်ဂိမ်းထဲအကြောင်းအရာတွေပဲကိုကတွေးနေမယ်စသဖြင့်အဲ့လိုလုံနေတဲ့အတွက်ကြောင့်မလို့တခါလေမှာပဝင်းကျင်နဲ့အဆက်အသွယ်ပြတ်သွားတာမျိုးတွေဖြစ်နိုင်ပါတယ်။ဘာလဲဆိုတော့ကျွန်တော်တို့ဒီ0ကို something လို့ခေါ်ရင်တော့ပို့ပြီးတော့ဆွေးလေးပဲဖြစ်မယ်လို့တော့ထင်ပါတယ်။အဲ့တော့အဲ စရုံစမ်းသိန်းဆိုတာကျွန်တော်တစ်စုံတစ်ခုအာယုံဆိုင်လိုက်ပြီဆိုလို့ရှိရင်အဲဒါကိုအာယုံစူးဆိုင်မှုအရင်ကောင်းသွားပြီဆိုလို့ရှိရင်အပြင်မှာဘာတွေပဲဖြစ်နေဖြစ်နေမသိတော့တာမျိုးပေါ့ဥမာစာအုပ်တော့ဝိတ္ထုတော့ကိုကဖတ်နေရဲ့အဲ့ဒီကိုကစိတ်လုံးဝနှက်ထားတယ်ဗျာအဲ့တော့အဲကိုရှေ့ရနေပြီးတော့အမေကဖြောက်သွားတယ်ထားပါတော့ကိုကမသိလိုက်ဘူးပြီးတော့မှအမေကအိမ်ထဲရောက်လို့ရောက်လာလဲဖာညာပေါ့အလိုမျိုး ဖြစ်လာပါဘောအဲ့လိုပဲကျွန်တော်တို့ gain sorry အိုင်နေအထဲကိုပဲစူးစိုက်လိုက်တယ်လုံအောင်လုံအောင်ကိုယ့်ရဲ့ရှိတဲ့ရှိသမျှအကိုရဲ့စိတ်အာရုံအကုန်လုံးအထဲကိုပဲတလုံးတဝါကြီးပြစ်သွင်းလိုက်တယ်ပေါ့ဗျာအဲ့ထဲမှာကျွန်တော်တို့ zero something ဖြစ်သွားပြီအပြင်မှာဘာတွေဖြစ်နေလဲကိုဘာမှမသိတော့ဘူးမအမေကခေါ်ရင်လည်းခေါ်လိုက်မခိုင်းလည်းခိုင်းလိုက်ပဲဒါပေမဲ့ကျွန်တော်တို့ဘာမှမသိတော့ဘူးကျွန်တော်ရဲ့အာရုံကဒီခင်းရဲ့ကိုရောက်နေပြီဖြစ်တဲ့အတွက်အပြင်ကပဝင်းခြင်းပေါ့ တော့အနီးနားတဝိုက်မှာရှိတဲ့နေရာမှာကျွန်တော်အာရုံကလုံးဝမရှိတော့ဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပုံဝင်ကျင်တဲ့ဆက်ပြတ်တာမျိုးတွေဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့နော်ဂိမ်းလုံးကျွန်စော့ခြင်းအပြင်ပေါ့အဲ့တော့အဲ့လိုမျိုးတွေမဖြစ်အောင်လို့ကျွန်တော်ဘယ်လိုလုပ်အောင်လဲဆိုကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပေါ့အဲ့လိုဂိမ်းစော့မဲ့အချိန်မှာကျွန်တော်စာအုပ်ဖတ်တာအင်စာလှုပ်တာအကစားလှုပ်တာစသည်ဖြင့်ပေါ့တခုခုအစားထိုးပြီးတော့လှုပ်လိုက်မယ်ပေါ့နော်ပြီးတော့နောက်တစ်ခုအနေနဲ့ကျွန်တော်ပြောချင်တာတော့တငယ်ချင်းတွေစတဲ့ ကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေတွေနဲ့ကျွန်တော် outdoor တွေပါရထွက်တာပေါ့အဲ hangout ဖြစ်ဖြစ်အလိုလောက်တာပါညာပြီးတော့မိသားစုတွေနဲ့အချိန်ပေးလိုက်ပေါ့နော်လူကင်းဆော့မဲ့အချိန်မှာမှမိသားစုတွေနဲ့ကြုံရှင်တူတူကြည့်တာအဲစသည်ဖြင့်ပေါ့အမမိသားစုလက်ဆောင်ကြိုင်လို့စကားဝိုင်းဖွဲ့ပြီးပြောကြတာလို့ပုံစံမျိုးပေါ့ဗျာ အခြားလို activity တွေပေါ့ကိုဒီဂိမ်းရလွှဲလို့ကြံနေအောင်လွှဲလို့ရမယ့်ကိစ္စတွေပေါ့အဲ့ဒါလေးကိုလှုပ်လိုက်ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့အဲကျွန်တော် KD တွေညာပြောရမယ်ဆိုလို့ရှိရင်တော့ဟိုကိုယ့်ရဲ့မိတ်ဆွေတကယ်ချင်းပေါ့အဲ့လိုမျိုးအချင်းကြီးတွေနဲ့ကျွန်တော်အချင်းပေးလိုက်ပါပေါ့အချင်းပေးပြီးတော့မိသားစုနဲ့ပဲဖြစ်ဖြစ်တကယ်ချင်းမိတ်ဆွေနဲ့ပဲဖြစ်ဖြစ်အချင်းလုံးဝပြစ်ပေးလိုက်ပါပေးပြီးတော့ဒါကိုယ့်အတွက်လည်းကိုလှုပ်ဦးပေါ့ကိုယ့်အတွက်ကိုလှုပ်ပြီးွားတော့မှကိုလှုပ်ဆရာရှိတဲ့ကိစ္စတွေအကုန်လုံးလှုပ်ွားတော့မှဒါမျိုးတွေတော့လှုပ်ပေါ့ ကျွန်တော်တို့အဲအဲ့လိုမျိုးပြတ်သွင်းလိုက် ပြတ်သွင်းပြီးတော့ဒီတနန်းအရှင်းပြောနေကျွန်တော်တို့ဒီ gain ဆော့နေမဲ့အချိန်တွေမှာကိုကအိုင်းအားမယ်ဆိုအိုင်းအားမယ်ဆိုတလောက်ပေါ့နော်တနန်းအသက်တွေတက်မယ်အဲတောင်းဖို့လို့ရှိရင်လည်းအားကစားလုပ်မယ်ပေါ့အားကစားလုပ်ရဲဆိုတော့ဘောလုံးကန်တာပါညာပေါ့ပြီးတော့နောက်တစ်ခုက volunteer ကိုတကယ်ချင်းနဲ့တူတူ for sanji ရာအဲ့လိုမျိုးတို့လိုအပ်နေပဲနေရာတွေမှာပေါ့ဝင်ရောက်ပြီးတော့လှုပ်ပေးမယ်အဲ့လိုပုံစံမျိုးပေါ့ဗျာအဲ့လိုလှုပ်ချင်းအဲ့လိုလှုပ်လိုက်ချင်းအားဖြင့်ပေါ့ကျွန်တော်တို့ပထမတည့်အချက်ကကျွန်တော်တို့ gain ဆော့တဲ့အချိန်ကြီးအအနည်းဆုံးညှော်နေဝမယ်ပေါ့နော်အဲ့ကျွန်တော်တို့ပထမဆုံးတည့်အချက်ကကျွန်တော်တို့ gain ဆော့တဲ့အချိန်ကြီးတော်တော်ညှော်နေဝပါမယ်အဲတခြားနေရာမှာအချိန်ပေးလိုက်တာဖြစ်တဲ့အတွက်ဒီတဲကိုလည်းကိုကစိတ်မရောက်တော့ဘူးကိုပြော်နေတဲ့အရာတခုခုကိုလှုပ်မယ်ဆိုလို့ရှိရင်ကိုကအာယုံစူးစိုက်မှုကောင်းနေမယ် အကိုစိတ်ထဲမှာလည်းပြောနေတဲ့အတွက်ကြောင့်မလို့ဒီရာလောရလည်းမခက်ခဲဘူးပေါ့ပြီးတော့ကိုစိတ်ကိုလည်းအထက်မှာပြတ်သွင်းလာလို့ရှိရင်တခြားရာတွေကိုစိတ်ကြောင့်မပြန့်လွင့်တော့ဘူးပေါ့နော်အဲ့တော့တို့တို့အားနေတဲ့အချိန်ဒီမှာလူမှုကြောင့်ဘာလို့ဆရာမရှိတဲ့အချိန်ဒီမှာဒီတိုင်းထိုင်ထိုင်နေတဲ့တခုခုစဉ်းစားနေမယ်ဆိုရင်တော့မှဖုန်းကတော့မကင်မဖြစ်တော့ကင်မိသွားအောင်ပါပဲခင်ရတာမဝင်မဖြစ်တော့ဝင်မိသွားအောင်ပါပဲအဲ့တော့တခြားရာလေးတွေလှုပ်လိုက်ပါမိသားစုအချိန်ပေးပါအားကစားလှုပ်ပါနော်ကျွန်တော်တို့လှုပ်ဆရာရှိတဲ့ကိစ္စတွေအများကြီးရှိပါသေးတယ်လှုပ်ပါတကင်းလေးနဲ့အချိန်ပေးပါအဲ့တော့စသည်ဖြင့်အလုပ်မှုတွေလှုပ်လိုက်ရင်တော့ကျွန်တော်တို့ဒီ အဲခင်းစော့ဖို့အတွက် စိတ်ထဲမှာတော့အဲ့လိုမျိုးဟိုခင်းစော့ရင်ကောင်းမလားဆိုတဲ့တွေးကြီးကတော့မဝင်တော့ဘူးပေါ့နော်အဲ့လိုကျွန်တော်ခုနပြောခဲ့သလို volunteer တို့အဲတကင်းနဲ့အဲ့လိုမျိုးအားကြတူတူလောက်တာတော့ဘာလို့မလုပ်ချင်းအားဖြင့်ကျွန်တော်တို့ လူအစ်တတွေရှာတွေ့မယ်မိတ်ဆွေအစ်တတွေကျွန်တော်တို့တွေ့မယ်ကျွန်တော်တို့မသိတဲ့လူတွေနဲ့စကားပြောချင်းအားဖြင့်လည်းကျွန်တော်တို့ရဲ့ဒီပေါင်းတင်ဆက်ဆံရေးတွေပေါ့အဲ့ဒီစွမ်းရည်တွေကိုအများကြီးမြင့်တင်လာနိုင်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါတွေကကောင်းကျိုးရလဒ်တွေအများကြီးရှိပါတယ်ခင်းစောတာလည်းမကောင်းလို့တော့မဆိုလိုပါဘူးချို့သူကောင်းတဲ့နေရာမှာလည်းကောင်းပါတယ်အဲ့တော့ကင်းကိုလည်းစော့တန်ဒီစော့အဲဒီကျွန်တော်ပုံမှန်အားဖြင့်ပေါ့နော်ကျွန်တော်တို့ရဲ့ဆရာတယောက်ပြောဘူးတာတော့အထက်တန်းကျောင်းသားတယောက်က maximum ပေါ့တနေ့တာမှာ အဲပြမြအားဖြင့်ကိန်းစောခြင်းရတနားရီလောက်ပဲရှိတင်တယ်ပေါ့နော်စာလုံးခြင်းရတော့၃နိုင်လောက်ရှိတင်တယ်လို့ကျွန်တော်တို့ပြောပြပါရဲအဲ့တော့စကားလေးအတိုင်းလိုက်နာကြည့်ပေါ့နော် try ညီပါဘာမှဆိုဖြစ်နိုင်ပါတယ်အဲ့တော့ဒီကိန်းစောမိမယ်ဆိုရင်တော့မှအားနေလို့ကိုကပြင်းနေလို့ဖုန်းလေးဖွင့်ကြည့်လိုက်လို့ဂိမ်းနဲ့ကိုကဝင်ပြီးတော့မယ်ဆိုရင်တော့မှငါဒီနေ့တနားရီပဲစောအောင်ပါငါအခုစောလိုက်ညကြစောလို့မရဘူး အဲအကြိမ်ညဘက်ဖြစ်နေဆိုလို့ရှိရင်လည်းငါမနက်ကစောတာဒါအခုညဘက်စောလို့မရတော့စရစတီဖြစ်မော်နော်မဝင်ဘူးဆိုရဲစိတ်လေးတခုမွေးပြီးတော့အဲအကြိမ်စောတာလေးကိုရှော့ကြည့်ပါအဲဖြတ်ဖြုတ်သွားမှာပါလို့မို့တော့ချက်နိုင်ပါတယ်အဲ့တော့အားလုံးပဲစူးစမ်းကြည့်ပါရလက်ကောင်းတစ်ခုတော့ထွက်လာပါလိမ့်မယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်